အဲ့ဒါမှတွေ့ကျွန်တော်တုံးနေတော့တက်ခဲ့တယ်ကျောင်းတုံးနေတော့ရတယ်ကျွန်တော်ခဲကျွန်တော်ခဲကျွန်တော်လည်းနမကြီးကျောင်းလေးမှာတက်ချင်တာပါနော်သူများတွေကျောင်းကားလေးနဲ့အဲ့လိုဟိုမြို့ထဲကျောင်းလေးမှာသွားတက်နေရတယ်ဆိုလို့ရှိရင်ကိုလည်းအဲ့လိုတက်ချင်တာပါနော်ကျောင်းကားလေးပေါ့အဲ့လို school bag လေးပေါ့တက်ပြီးတော့လေအဲ့လို uniform လှလှလေးနဲ့အဲ့လိုမျိုးလေးတွေတက်ချင်တာပေါ့ဘေးကအိမ်ကကလေးတွေပါအဲ့လိုတခြားမြို့ကကလေးတွေအဲ့လိုတက်နေကိုလည်းတက်ချင်တာပေါ့ဒါပေမဲ့ကိုကဒီမြို့မှာပဲနေတယ်ဆိုတော့ဒီမြို့ရဲ့မူလာတဲ့ကျောင်းမှာပဲတက်ရတဲ့အခြေအနေမှာအဲ့ဒါယူအားငယ်စရာတခုလို့မြင်မနေဘူး ဒီကြောင်းလေးကဟိုပါ တောင်တကောအမကနှစ်ပါကျွန်တော်ငယ်တုန်းကတက်ခဲ့တဲ့ကြောင်းလေးပါကျွန်တော်နှစ်တန်းနှစ်တန်း၃နဲ့၄တန်းတက်ခဲ့တဲ့ကြောင်းလေးပါဟောအဲကြောင်းလေးရဲ့ဒီနေ့ပရမသုံးအကြိမ်ဆရာကတော်ပဲဆိုတော့တရဆရာမကျွန်တော်ဆရာမဆမတ်တို့အေးသန့်ဖိတ်တန်နဲ့လာကြတော့ဟောအဲဘာကြောင့်လာလဲဆိုတော့ကျွန်တော်တို့ကဒီကြောင်းလေးရလို့မမရရှိတာကျွန်တော်တက်ခဲ့တဲ့ကြောင်းလေးလည်းဟုတ်တယ်နောက်တစ်ခုကဒီကြောင်းလေးမှာကျွန်တော်ဟိုကျွန်တော်ဒီတေးဆောင်လောကရဲ့ရောက်တော့ဒါရိုက်တာတွေပါလှုပ်လဲလို့ကော shuffling ကျွန်တော်ဝင်ရိုက်တော့ ဒီကြောင်လေးမှာပဲကျွန်တော်လာရိုက်တာလာရိုက်တော့အဲ့ဒီ short film လေးရလဲကျွန်တော်တို့ဝတ်တန်ရုပ်ရှင်ပြိုင်ပွဲပထမဆုံးအချိန် short film ပြိုင်ပွဲမှာဆုရဘူးတဲ့ရုပ်ရှင်သေးကြီးဆိုတော့အဲ့ဒီဟာဒီကြောင်လေးမှာရိုက်တာဆိုတော့ကျွန်တော်တော်တော်အမှတ်ရစရာလည်းအများကြီးရှိတဲ့ကြောင်ပေါ့ဟုတ်လားအဲ့ရုံးငယ်ရုံးငယ်ရုံးငယ်ကျွန်တော်ရုပ်ရှင်သေးကြီးဆုရတယ်ဒီဒီဒီမှာဒီမှာရိုက်တာဗျဒါပေမဲ့အဲ့တော့တော့လောက်မခံတော့ဘူးပြအဲ့တော့ဒီကသစ်သားနေရဗျအဲ့တော့ဘယ်လိုပြောမလဲတော်တော်လေးဟိုနှစ်တန်းနဲ့ဆိုတော့တော်တော်လေး မဖွင့်ပြိုးသေးပဲတရားလေတောင်တကုံမြို့ဒီမှာရှင်နေဘွက်တွေတော်တော်လေးကြောင်းတော်တော်လေးအဲ့တော့ဟိုဘယ်လိုပြောမလဲအခုကတော့တော်တော်လေးကြောင်းတော်တော်လေးဟိုဘယ်လိုပြောမလဲတသက်ရခန်းနာလေးဖြစ်သွားပြီကျွန်တော်တို့တက်တော်တော့ကြောင်းလေးရဟိုတော်တော်လေးဟိုမြို့သစ်မြို့သစ်တစ်ခုရဲ့ကြောင်းလေးဆိုတော့လေတော်တော်လေးဟိုဆင်းရဲတဲ့အခြေအနေမှာရှိတယ်ဟောအဲ့အကြောင်းလေးမှာတက်ခဲ့တာပေါ့တကယ်တော့ပြန်မရတဲ့ဟာတွေပေါ့နော်ပြီးတော့လေဒီပြန်ရောက်တော့ဘာမှမမှတ်မိလို့ဆိုတော့ကျွန်တော်အဲ့တော့ကျွန်တော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 ်လေးအေးပြီးတော်တော်ကြောက်တတ်တဲ့အဲအကြောင်းသားတရားကိုတိတ်လဲခုနကတကယ်ချင်းနေပိုင်တိတ်မရှိဘူးဆိုတာလေအဲ့ ကျွန်တော်တို့အလိုလမ်းချောင်းလောက်ခေါင်းကြီးကိုပြီးတော့အမြင်အမြင်အရန်အရန်လဲရှက်ပြီးတော့အရန်ဟိုဖြစ်တဲ့ဟိုလည်းကြောက်တတ်တဲ့အကြောင်းသားတရားအခုဖြစ်နေတဲ့ပုံစံနဲ့ဘာမှမဆိုင်တဲ့ခလေးတရားအဲ့တော့မတ်တရားဘလို့ရှိလဲဆိုတော့အဲ့လိုတအားအေးတော့တအားကြောက်တတ်တော့အခဏအနိုင်ကျင့်ခံရတယ်ဒီဒီဒီခန်းလေးမှာအနိုင်ကျင့်ခံရတာအဲ့လည်းမမရကျွန်တော်မမေကကိုပါဘူးအစ်တလေးဝယ်ပေးလိုက်တာအဲ့ဒါအဘေးကအကြောင်းသားတရားဝင်လူဘာလူပေါ့အဲ့လိုမျိုးကျွန်တော်တအားကြောက်တတ်တာပြီးတော့လဲအเจ้าမှာအဲ ဘောလုံးအသင်းကျွန်တော်တို့အဲ့လို၃လမ်း၃လမ်းလား၄လမ်းလားမသိပါဘူးအဲ့လိုဘောလုံးကံဖို့သူအသင်းရွေးတော့ကျွန်တော်ကအရက်ရှည်တော့အဲ့ဒီကအဲကျွန်တော်အဲ့လိုဘောလုံးအသင်းမှာရွေးခံရတယ်ရွေးခံတော့အကြောင်းသားကြီးတယောက်ကကျွန်တော်အဲ့လိုမျက်နှာတက်တက်ကိုတည့်ပြီးတော့ဘောလုံးနဲ့ကျွေးထဲရတယ်ဆိုတော့ဖိုင်းကလေးပဲပစ်လဲထော်တော့အဲမမရပါဘူးအဲ့ဟာအနိုင်ကျခံရတဲ့ဟာလေးဒါမူလာတဲ့ကြောင်းမူလာတဲ့ကြောင်းမူလာတဲ့ကြောင်းအာကျွန်တော်တုံးနေတော့တက်ခဲ့တဲ့ကြောင်းတုံးနေထားတယ်ကျွန်တော်ခန်းကျွန်တော်ခန်းဘယ်နေရာမှာထိုင်တာဒီဒီနားလေးကိုဒီနားလေးမှာထိုင် နောက်ဆုံးပါကျွန်တော်အရက်ရှိတော့နောက်ဆုံးပါပဲထားရတယ်။နောက်ဒါကျွန်တော်ကျွန်တော် တက်ခဲ့တယ်နေရာမှာဟုတ်တယ်။အဲ့တော့ဒီလိုမျိုး white ဘုံမျိုးပဲအဲ့တော့ black ဘုံကြီးကျောက်တယ်မို့အမဲကြီးလို့ပြောတယ်ဆိုကျွန်တော်တို့ကတခါကျရင်ဟိုကျွန်တော်လည်းနာမည်ကြီးចောင်းနေမှာတက်ချင်တာဗောနော်နာမည်ကြီးចောင်းနေရလို့အင်္ဂလိပ် international school တွေဒါမှမဟုတ်ရှင်လည်းနာမည်ကြီးတဲ့ရန်ကုန်မြို့မှာနာမည်ကြီးတဲ့အထက်တန်းចောင်းနေမှာတက်ခဲ့ပူးချင်တာဗောတက်ပူးချင်တာဗောဒါပေမဲ့ခုဘဝအခြေအနေကြောင့်ကိုကရိုးတဲ့ဒီမျိုးတကုံမျိုးတဲ့မျိုးလေးရဲ့ဒီလိုမျိုးနေမျိုးလေးဒီလိုမျိုးတဲ့လေးရဲ့ចောင်းလေးမှာတက်ရတယ်ဆိုပေမဲ့လည်း ဘာမှအားငယ်စရာမလိုဘူးဆိုတာမျိုးလေးကိုလေဒီចောင်းသားကျွန်တော်တို့ဒီចောင်းမှာရှိတဲ့ဒီအမကနဲ့တော်တော်ကောင်မှရှိတဲ့ကျွန်တော်တို့ထက်အများကြီးငယ်တဲ့ဒီညီလေးညီမလေးဒီခလေးလေးတွေကိုကျွန်တော်ပြောချင်တာတခါတရံကျရင်ကျွန်တော်တို့ကဘဝမှာနာမည်ကြီးတဲ့ចောင်းတွေကိုတက်ခွင့်ရရင်ကောင်းတယ်ဒါပေမဲ့တက်ခွင့်မရခဲ့လို့ရှိရင်လေကိုကိုတိုင်းကနာမည်ကြီးတဲ့လူလားသူမကိုကိုတိုင်းကဟိုလေးစီးပွားရေးမှာအောင်မြင်တဲ့လူလားသူမကိုကိုတိုင်းပညာရေးမှာအောင်မြင်တဲ့လောကကိုလည်းအခုကောင်းကျိုးပေးတဲ့လူတွေရောအဖြစ်အောင်ကြိုးစားလို့ရတယ်ဆိုတာလေးကိုလည်း motivation ပေးချင်တာလည်းပါပါတယ်ဒီနေ့အဲ့ဒါကြောင့်လည်းကျွန်တော်ဒီចောင်းလေးကိုအမှတ်မရရဒီ interview လေးရိုက်ဖြစ်တာပါဟုတ် သူများနေចောင်းကားလေးနဲ့အဲ့လိုဟိုမြို့ထဲចောင်းလေးမှာတွတ်တက်နေရတယ်ဆိုလို့ရှိရင်ကိုလည်းအဲ့လိုတက်ချင်တာပေါ့နော်ចောင်းကားလေးပေါ့အဲ့လိုစကူးဘက်လေးပေါ့တက်ပြီးတော့လေအဲ့လိုယူနီဖောင်းလှလာလေးနဲ့အဲ့လိုမျိုးလေးတွေတက်ချင်တာပေါ့ဘေးကအိမ်ကကလေးတွေပဲအဲ့လိုတခြားမျိုးကကလေးတွေအဲ့လိုတက်နေကိုလည်းတက်ချင်တာပေါ့ဒါပေမဲ့ကိုကဒီမျိုးမှာပဲနေတယ်ဆိုတော့ဒီမျိုးရဲ့မူလာနဲ့ចောင်းမှာပဲတက်ရတဲ့အခြေအနေမှာအဲ့ဒါယူအားငယ်စရာကြီးတခုလို့မြင်မနေဘူးမမြင်ဘူးမမြင်ပဲねအာ ်ပြောခဲ့ပါတယ်အဲ့ကလေးဘောအခြေအနေဟာကျွန်တော်ဒီအကြောင်းမှာစာကြည့်ရရှိမရှိတော့မသိဘူးဗောနော်အဲ့လိုလေးတော့ကျွန်တော်ဟိုလုတ်ပေးကြတဲ့စိတ်လေးရှိတယ်စာလေးအားတဲ့အချိန်လေးဒီမှာလေးစာလေးဖတ်ပြအောင်ဘာဖြစ်လို့လဲဆိုတော့အမမရအဟုတ်တယ်ဗျဒီအကြောင်းလေးပဲဟုတ်တယ်အဲ့တော့ကအဲ့ကျွန်တော်ငယ်တော့ multimedia classroom ဆိုပြီးတော့အစိုးရကနေပြီးတော့လေကွန်ပျူတာတွေပါလို့တော့ကွန်ပျူတာတွေပါအကြောင်းမှချပြီးကျွန်တော်လည်းပျော်တော့တော့စာတော်စာတော်တွေအကြောင်းသားတွေကိုပဲလည်းအဲ့လိုပေးကြိုင်ပဲပါညာဆိုတော့ကျွန်တော်စာတော်တွေမှာပါတော့ကြိုင်ရတော့မယ်ပေါ့ဆိုတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ အခန်းရုံးခန်းထဲမှာအဲ့ကွန်ပျူတာကိုထားရတာကျွန်တော်ကအပြင်ကနေမှန်ပြန်နေချောင်းကြီးချောင်းမဲချောင်းကြီးရတာဘာမှကွန်ပျူတာလည်းမကင်ငယ်အောင်ဆိုတော့အဲ့အဲ့အဲ့ဒီကကျတော့လေမဖွင့်ဖြိုးတဲ့ဖွင့်ဖြိုးပြီးသားအရင်တည်းမကြီးတဲ့ချောင်းလေးမှာရပြီးတော့ကျွန်တော်တို့လိုဒီမြို့သစ်မှာရှိတဲ့ဖွင့်မဖွင့်ဖြိုးတဲ့ချောင်းလေးတွေမှာမရတဲ့အခွင့်အရေးပေါ့လေအဲ့တော့ချောင်းသားတယောက်ကဆက်ဖက်ချင်ဟို စာလေးတွေအလွယ်တကူဖတ်လို့ရအောင်ရွှေသူပဲဖြစ်ဖြစ်ကလေးတွေနဲ့လိုက်ဖတ်တဲ့ဟာလာသူတို့ level နဲ့လိုက်ကန့်ညီမဲ့စာအုပ်လေးတွေအဲ့လို library လေးတခုတော့ဒီမှာရှိမရှိတော့မသိဘူးဗောနော်ဒါပေမဲ့မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်အဲ့ဒါလေးရှိအောင်လုပ်လုပ်ပေးခြင်းတယ်ဟိုအမြဲတမ်းကကျောင်းလာမဟုတ်ဘူးဘယ်တော့ပဲဟုတ်ကောကျွန်တော်ထင်တယ်နှစ်ချက်လားမသိဘူးရတာနှစ်ချက်နဲ့ထင်တယ်ဟုတ်တယ်ဟမ်ရရရမိုးရမိုးရတခါကြတော့မိုးမပေးဘူးအဲ့ရဟိုကနေလဖေးနေရောက်နေထည့်ပေးလိုက်မိုးမပေးမိုးမရ ဘယ်နဲ့ကြောင်းဆိုတော့နေကင်းနေကင်းကြအိမ်ကိုကြာထမင်းပြန်ဆောင်ပါလေအဲ့တော့အိမ်ကမဟိုနဲ့ဗာလဲလဖေးနေရာကွေးထည့်ပြီလေတခါကျဖေးဖေးကလာပေးတယ်လဖေးနေရာကွေးဆပေးနေလာပေးလာလာပို့တယ်ဟုတ်နဲ့ကြာရပါရယ်ကွာစားတယ်အဲ့အဲ့လိုကကစီနဲ့ပါလို့ရှိတယ်နော်ကျွန်တော်အဲ့လိုကဟိုကကြိုက်တာဗျာဗာလဲဟိုကက်စီနေရေနောက်တစ်ခုကအဲကက်စီနေစားတာများလားဟိုနေကက်စီနေကြိုက်တယ်နော်အဲ့တော့ကောင်းချင်းမောင်းတို့ဘာလို့အဲ့လိုမျိုးမဟုတ်ဟာအရင်တော့အဲ့ဒါရေရှိတယ်ဟာအရင်တော့ဒါတွေပဲရှိတာလေနော်ဆိုတော့အခုနပြောပြောချင်တာအဲ့လိုပေါ့ဟိုကျွန်တော်တို့လို့ဟို ီလိုရက်ွက်တွေမျိုးနယ်တွေထဲမှာတက်ခဲ့ရပြီမယ်လဲဟာလာဘာပြောဘဝကိုကြိုးစားလို့ရတယ်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်အဲ့ဒီဟိုပြောချင်တာပဲကျွန်တော်ထင်ခဲ့တယ်လေခလေးတွေကိုကျွန်တော်တို့ကတခါကျရင်ဘဝမှာကျောင်းကောင်းနေ international school တွေကိုကျွန်တော်တက်ရင်ကောင်းတော့ပေါ့ဗျာတကယ်လို့တက်ခွင့်မရဘူးဆိုလို့ရှိရင်ဒါအားငယ်စရာမလိုဘူးကျောင်းကနာမည်ကြီးစရာမလိုဘူးကျောင်းကဟိုမတိုးတက်တဲ့ကျောင်းမှာလဲကိုတိုးတက်အောင်ကျောင်းသားတယောက်ထွက်လို့ရတယ်ဆိုတာလေးအဲဟိုပါပြည့်စင်တာပါအားပြည့်စင်တာပါဟုတ်